ချစ်သူဝင်နေလင်းလင်းကတော့သူတို့ရဲ့မြန်ငမာရှိတဲ့အိုးအိမ်ပိုင်းဆိုင်မှုတွေကိုအကုန်လုံးဆွန့်လွှတ်ပြီးတော့2023စစ်အာဏာသိမ်းချိန်ကနေစပြီးတော့ပြည်သူတွေအတွက်အသက်ပါတွေးပါ အကုန်လုံးပေးဆက်ပြီးတော့ဒီဒေါ်လာရေမှ ပါဝင်ခဲ့ကြတဲ့သူတွေပဲဖြစ်ပါတယ်သူတို့တွေဟာနှစ်နှစ်ကြာကြာသုံးနှစ်လောက်ကိုတော်ထဲမှာပဲနေခဲ့ရပြီးတော့သူတို့ရဲ့တမီလေးနှစ်ယောက်တတောင်းမငဲ့ညာတော့ပဲနဲ့ခဏခဏတော်ထဲမှာမြေအချိုင်းနဲ့မှာ အချိန်တွေများစွာကြော်ဖြတ်ခဲ့ပြီးနောက်ဆုံးမှာတတိယနိုင်ငံအမေရိကန်နိုင်ငံကိုရောက်ရှိသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်။သူတို့တွေရောက်ရှိတဲ့အခါမှာလေအမေရိကန်ဒေါ်နယ်ထရန့်အစိုးရတက်သွားခဲ့ပြီလေဖြစ်ပါတယ်။ဆိုတော့အခုချိန်မှာတနိုင်ကလုံးဝပြည်သူတွေလည်းတီးကြပါရယ်အမေရိကန်နိုင်ငံမှာဆန္ဒပြပွဲတွေတောက်လျှောက်ဖြစ်နေတာပါ။အဲ့ဒါကတော့တရားမဝင်နေထိုင်နေတဲ့သူတွေကိုနော်ဒီကကြတော့အထောက်အထားမပြေဆုံးဘဲနဲ့နော် လာရောက်ခလုံးတဲ့သူတွေကိုလည်းအကုန်လုံးနှင်ချပါတယ်။ ါကြောင့်မလို့နော်အမေရိကန်နိုင်ငံတနိုင်ကန်လုံးမှာအခုလိုမျိုးထောက်ထားမဲ့ရေးပြတဲ့ခါကျတော့လာရောက်ခလုံးနဲ့သူတွေကများစွာတန်းနေကြီးရှိတဲ့ခါကျတော့ဘုလုံးကဆန္ဒဝိုင်းပြကြတဲ့အချမ်းပဲမှုတွေဂျူးလွန်ကြတယ်ဒီလိုချိန်မှာပဲအဲ့ဒီတဲမှာကျွန်တော်တို့ချစ်သူဝေနဲ့လင်းလင်းတို့ကလည်းလာရောက်ခလုံးကြတဲ့သူတွေဖြစ်တဲ့ခါကျတော့အဲ့ဒီနိုင်ငံမှာနေလို့မရတော့ဘူးဆိုပြီးတော့တရင်တွေကတော့တက်လာနေပါတယ်တကယ်မဖြစ်ပါစေနဲ့နော်ချစ်သူဝေနဲ့လင်းလင်းဟာကျွန်တော်တို့တတိယနိုင်ငံကိုရောက်တာတော့ကျွန်တော်မကြသေးဘူး ီလိုချိန်မှာပဲသူတို့ရဲ့နော်သမီးလေးနှစ်ယောက်အတွက်အရန်ကို ပြောရှင်းနေမှာဖြစ်တယ်။ဒီကံကျတော့ပေါ့နော်သူတို့ရဲ့သမီးလေးတွေအတွက်ပညာရေးရမှာရတော်လေးကိုတော့အဆင်ပြေချောမွေသွားမှာဖြစ်တယ်ပေါ့နော်။ဒါပဲခုလိုမျိုးအမေရိကန်အစိုးရနော်ကျွန်တော်တို့ Republican အစိုးရဖြစ်တဲ့ Donald Trump တို့ကကြတော့ခုလိုမျိုးအကုန်လုံးတရားမဝင်နေထိုင်နေသူတွေကိုနှင်းထုတ်တဲ့ခါကျတော့စစ်သူတွေနဲ့လင်းလင်းလေးဒုက္ခရောက်ခဲ့ရပြီလေဖြစ်ပါတယ်